ကဲဂျိုရှွာဘန်ရဲ့နောက်ပွဲကတော့မကြခင်မှာပြန်ကြည့်ရမယ်အနေအထားမှာရှိနေပါပြီဂျိုရှွာဘန်ကိုရိုင်းကဒီကနေ့မနေ့ပိုင်းမှာပဲသူ့ရဲ့ဒါ Facebook နဲ့ Instagram official account မှာသူက training ပြန်ဆင်းနေပြီဖြစ်ကြောင်းဒါပရိသတ်တွေကိုအသိပေးလာခဲ့တယ်ပေါ့နော်ဆိုတော့ဂျိုရှွာဘန်ကိုရိုင်းကပွဲကိုချက်ချင်းပြန်ထိုးရမှာဖြစ်တဲ့အတွက် training ပြန်ဆင်းနေတာပါ ပုံမှန်ဆိုရင်ဒါကျွန်တော်တို့ချန်ပီယံတယောက်ဖြစ်ပြီဗျာဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့တလားနှစ်လားလောက်ကတော့တို့အနေနဲ့ training ကပုံမှန်ရှိနေပေမဲ့ဒါပျော်ပါးတွေလိုက်မယ်သိရမလားဟိုအရင်သိရမလားအောင်ပွဲခံမယ်ပေါ့ဗျာဒါပေမဲ့ Joshua Van ကတရက်တောင်အောင်ပွဲမခံဘူးတော့ပြန်ရောက်တာနဲ့တို့အိမ်ကိုပြန်ရောက်တာနဲ့အဲ့ဒီမှာရှိတဲ့သူတို့ရဲ့အမျိုးတွေအသီးမိတ်ဆွေတွေအကုန်လုံးကိုအိမ်မှာဗျာဘူဖေးကျွေးတွေဗျာမြားကြီးကြိုက်တလို့စားဟလာ ဟိုသူတို့နော်ယူရာအစားအစာတွေအများကြီးပဲကျွေးကြတယ်ပေါ့နော်အဝေးခံနေကွန်ပျူပေးတဲ့ပါတီလုပ်ပေးတယ်တလောက်ပဲအဲ့ဒါနဲ့ဒီနေ့မှာဆိုရင်ဒါ training ကိုပြန်ဆင်းနေပြီဖြစ်ကြောင်း Joshua ဘန်ကဒါပရိသတ်တွေကိုအေးပေါ်အတိပေးလာတယ်ဆိုတော့ကျွန်တော်ဒီပန်ဒိုဂျာကြီးပေါ့နော်ပန်ဒိုဂျာကြီးကလည်းအခုလိုမျိုးသူရှုံးတာကဒါ Joshua ဘန်ကံကောင်းလို့ဟလာသူက accident ဖြစ်လို့ accident လို့သုံးသွားတာနော်ဆိုတော့ Joshua ဘန်ရဲ့ဒါ push က ဒါဘယ်လိုပြောမလဲသူ့ဘောမှာမသိရဘူးပေါ့လေဆိုတော့ပြိတ္တိအမြင်ကတော့မြန်မာပြိတ္တိအမြင်ကတော့အာဟိခိကိုဗျာကောင်းကိုအမြင့်ကန်ချက်ကိုဗျာဂျေရှွာဘန်ကအမိရဖမ်းဆုပ်နိုင်ပြီးတော့တကယ်ကိုမှအားပြင်းနဲ့ဒါ power အာ push ပေါ့နော်ကျွန်တော်တို့ပြင်းနေတာသွန်းချက်နဲ့ သွန်းထုတ်လိုက်လို့ဘယ်လိုမျိုးဖြစ်တာလဲကျွန်တော်ယုံကြည်တယ်ဟုတ်တယ်မလားဆိုတော့ဘန်ဒိုဂျာတော့အသိမလားဟိုချန်ပီယံဂုံပုတ်လေးရှိတော့မင်းမျိုးတော့ဒါကလည်းဟိုသူကသူတော့အချောင်းပြမှာပဲလीเนาะဆိုတော့ဟိုဘလိုပဲအချောင်းပြပြပါသူ recovery ဖြစ်ဖို့တော့ကျွန်တော်ကြောက်မှာပါเนาะချိန်ကတော့အနည်းဆုံး6လပါပဲဆိုတော့အခုကဟိုဂျပန် fighter desro tyra နဲ့ကျွန်တော်တို့သတင်းတွေကြားထားတယ်ဒါကြောင့်မလို့ဒီဘောလေးကျွန်တော်ကြားထားတော့ဒီ2025 哦，离了还买楼嘛？就加他一边，喏，这边那个嘛，千八百楼没买嘛，就加他一，都没涨了嘛，不 <music>，你一切说，你都说都很难的。把涨的时候就说明个低，不买个，啊，退出他二，没不比了那个那个，有时不的这个 rematch rematch 哪，哦，就说明个一件事情，没不，哦，变几几年喏，哦，不就不讲不对比，所以你他没有把都涨的没呢，不比变的，所以你他没有那当初那家，你他没有嘛。 ဒါဂျိုရှွာဘိုင်ရဲ့ပွဲကိုပြန်လည်ကြည့်ရမယ့်နေထားမှာရှိဒါကိုသိတယ်ဂျိုရှွာဘိုင်ဆိုလည်းပဲတရက်တောင်အောင်ပွဲမခံဘဲနဲ့ဒီကနေ့မှဒါ training ပြန်ဆင်းနေပြီဖြစ်ကြောင်းနောက်ပွဲကမကြခင်လာမှာဖြစ်ကြောင်းပြစ်သက်တွေကိုအရေး